နိုင်ငံတကာပွဲတွေနာပြီးလို့ပရီးမီးယားလိပြန်ဆဖို့ပြင်ဆင်နေပါပြီ။ဒါပေမဲ့ဒီတစ်ပတ်မှာအသင်းကြီးတွေအတွက်ပြဿနာတွေကတန်းစီနေတယ်လို့ပြောရမှာပါ။မန်ယူဘက်မှာဆိုရင်အသင်းကောင်းဆောင်တဲ့အဓိကဖန်တီးရှင်ဖြစ်တဲ့ဘရူနိုဖာနန်ဒက်ကပေါ်တူဂီနဲ့ပွဲမှာထိခိုက်ခဲ့လို့လီဗာပူးနဲ့ပွဲချင်းမှာပါဝင်ဖို့ကမသေးချာဘူးဖြစ်နေပါပြီ။တိုက်ချက်ပိုင်းအားပြေထားတဲ့ဘန်ဂျမင်ရှက်ကိုရဲ့ဒဏ်ရာအခြေအနေကလည်းနီးပြောက်ကောင်းကင်စီပါပြီ။မန်ယူကရာသီအစကရလတ်ဆိုးတွေကိုဒီပွဲနိုင်ပြီးဖျောက်ဖျက်ချင်းခဲ့ပေမဲ့အဓိကကစားသမားတွေမပိုင်တော့ခက်ခဲပါလိမ့်မယ်။ လက်ရှိချန်ပီယံလီဗာပူးဘက်မှလည်းစံချိန်တင်ခေါ်ယူထားတဲ့တိုက်စစ်မှုအလက်ဇန္ဒားအီဇက်ရဲ့ကြံ့ခိုင်မှုဟာမေးခွန်းထုတ်စရာဖြစ်နေပါပြီ။ဒါ့အပြင်အာဆင်နယ်ကွင်းလျာမာတင်အိုရီကက်ရဲ့မန်စီးတီးရဲ့အဓိကခံစစ်ကွင်းလယ်လူရိုဒီရိုကပါနိုင်ငံတကာပွဲတွေကြောင်းအနားယူခဲ့ရလို့ဒီတိုင်ယာတွေကထိတ်ဆုံး၄သင်းပြိုင်ဆိုင်မှုကိုအကြီးအကျယ်တက်ရောက်လာနိုင်တယ်လို့သုံးသပ်ရပါတယ်။ပရီးမီးယားလိဂ်ရဲ့မပီးဇေယျနဲ့ဂိုးသွေးရှင်များအချီနီကတော့ နီးပြအာဒီတာရဲ့အာဆီနီယခုနှစ်ပွဲကစား16မိနစ်ထိတ်ဆုံးမှာဆက်လက်ပြီးတော့ဥဆောင်နေသေးပါလီဗာပူးက15မိနစ်စပါး14မိနစ်တို့ကလည်းအပြင်းထန်လိုက်နေလို့ချန်ပီယံဒီလန်ကပိုပြီးပြိုင်ဆိုင်မှုပြင်းထန်နေပါသေးတယ်ဒူဂျင်းစွမ်းဆောင်ရင်မှာတော့မန်စီးတိုက်စစ်မှုအဲလင်ဟာလန်ကကိုကိုနဲ့ဂိုးသွင်းအများဆုံးစင်ဂူရန်ပူကိုသုံးဟိုးတာနဲ့ပြပြတသားဥဆောင်နေပြီးဒူရန်နေရာမှာဘုံမော့ကအန်တိုလီစီမင်ညိုက6ဂိုးနဲ့ရက်တည်နေပါတယ် ပရီးမီးယားလိအနာဂတ်ကိုလှုပ်ခတ်လာစေမယ့်နိုဝင်ဘာလ21ရက်နေ့မှာပရီးမီးယားလိရဲ့အနာဂတ်ကိုပြောင်းလဲစေနိုင်တဲ့လာဇာကန်တဲ့စီမင်းအတွက်ကိုကလပ်သင်းတွေကမဲပေးဆုံးဖြတ်ကြတော့မှာပါဒီစီမင်းကဘာလဲဆိုတော့အသင်းတိုင်းကလေးအောင်ဆုံးအသင်းရဲ့ရုပ်တံဝင်ငွေနဲ့စူဂျေးငွေစုစုပေါင်းရဲ့၅ဇာထက်မပိုတဲ့ငွေကိုပဲကစားသမားနေပြလာတာရီအပြောင်းရွှေ့ခွဲဝေမှုတွေနဲ့အေဂျင့်ကြီးတွေအတွက်သုံးစွဲခွင့်ရတော့မှာဖြစ်ပါရီဒါပေမဲ့ Man City, Man United, Aston Villa လိုမျိုးအသင်းကြီးတွေကတော့ ဒီအဆိုပြုချက်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်။မန်ယူပိုင်ရှင်စာချင်း Reglif ကဆိုရင်ဒီစီးမြာပရီးမီးယားလိရဲ့ပြိုင်ဆိုင်မှုကိုရှင်းချစေပြီးအင်္ဂလိပ်ကလပ်တွေကိုဥရောပထိပ်သီးတွေနဲ့ရှင်ပြိုင်နိုင်စွမ်းမရှိအောင်တားဆီးထားလိမ့်မယ်လို့ပြောထားပါတယ်။အဒီဖြစ်ဖို့အတွက်ကတော့အသေး20တွေက14တင်ထောက်ခံမှုလိုအပ်ပါတယ်။မန်ယူရဲ့အပြောင်းအရွှေ့အစီအစဉ်နဲ့နှီးပြပြီးအောင်မန်ယူရဲ့ဇန်နဝါရီအပြောင်းရွှေ့ဈေးကွက်တွေအားပြည့်ခြင်းနဲ့ကွေးလေလူစီမှာအပြောင်းလဲဖြစ်ခဲ့ပါတယ် သူတို့ကအရင်ကစိတ်ဝင်စားခဲ့တဲ့ Brighton က Carlos Baleba ကိုစိတ်ဝင်စားမှုယုံနေသွားပြီးတော့ Crystal Palace အင်္ဂလိပ်ကွေးလည်ကစားသမား Adam Wardan ကိုထိတ်ဆုံးပြစ်မှတ်ဖြစ်တတ်မှတ်လိုက်ပါပြီ။ Wardan ကနောက်ထပ် Michael Carrick ဖြစ်လာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါပြီ။တချိန်တည်းမှာပဲယာဒီအစကရလတ်ဆိုးရီအကြောင်း Nottingham Forest လိုမျိုးအသင်းတွေရဲ့နီးပြားတွေပေါ်မှာလည်းယာရူးပြုတ်နိုင်တဲ့ဖီးယားတွေတိုးလာနေပါပြီ။ ်ချယ်ဆီဘက်မှာတော့အန်ဇိုမာရက်စကာကပြီးခဲ့တဲ့ပွဲကစီကံဖောက်ဖျက်မှုကြောင့်တပွဲပဲပြစ်ဒဏ်ခံခဲ့ရပြီးလာမယ့်နော်တီယန်ဖောရက်စ်နဲ့ပွဲကိုဘီဇီကနေပြီးတော့ကင်တွယ်ခွင့်ရတော့မှာမဟုတ်ပါဘူးဒါပြင်ချေဆီရဲ့အဓိကကွေးလက်လူမွိုင်းဆက်စကိုက်စီရဲ့ကိုစလေအပြောင်းလဲရတယ်ကစားသမားရဲ့အနာဂတ်ကိုမရည်မရမှုတွေဖြစ်စေပါတယ်ရီယယ်မက်ဒရစ်လိုကလပ်ကြီးတွေကစောင့်ကြည့်နေပေမဲ့ချေဆီကတော့စိုးရိမ်ပူပန်မှုမရှိဘဲလိုအပ်ရင်စာချုပ်အသေးချုပ်ဖို့ပါပြင်ဆင်နေလို့သိရပါတယ်